ဒီတောင်းနိုင်ငံရဲ့တိုင်ပင်ခံကော်မတီ TPC ကနေမှကျွန်တော်တို့ဒီတောင်းပြည်ကောင်စီ TLC အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ်ဒီတောင်းပြည်ကောင်စီ TLC ကနေမှဒီတောင်းပြည်တော်လှန်ရေးကာလအစိုးရဖွဲ့စည်းနိုင်ရေးဒီမန္တန်ကြီး၃ရက်ကိုထိန်းချုပ်ကိုကဲဥဆောင်နိုင်ဖို့နဲ့ကျွန်တော်တို့ဒီတောင်းတွေရဲ့နိုင်ငံရေးဥဆောင်မှုအခမ်းအနားတွေမှာဥဆောင်ဖို့ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ် တတန်ကတော့ဒီတိတိကျကျသတ်မှတ်ထားတာတော့မရှိဘူးအဲသူ့ဝိမဲ့လည်းတကူပြောနိုင်တာကတော့ကျွန်တော်တို့ဒီအဲတောင်းပြီးတော်လိုင်းရေးကာလအစိုးရစီမံမှာကတော့အဒီကျွန်တော်တို့အစိုးရရဲ့တတန်ကိုတော့အလေးနှစ်သတ်မှတ်ထားတာရှိပါတယ်အဒီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖြစ်ပေါ်လာတဲ့ဒီတော်လိုင်းရေးနဲ့နိုင်ငံရေးရအဖြစ်ပေါ်တိုးတက်မှုပုံမှန်မှုတည်ပြီးမှပြုပြင်ပြောင်းလဲမှုတွေဆက်လက်လှုပ်ဆောင်တော့မှာဖြစ်ပါတယ် အကြအဖြစ်ပြောနိုင်တာကတော့ခဏနပြောသလိုပဲဒီဒီမိုကရေစီနေကြရေကောက်ပွဲ မပြုတ်လုံနိုင်သေးခင်တော့အာဒီတောင်ပီကောင်စီ TLC ကတော့ဆက်ရှိအောင်မယ်လို့အကြအဖြစ်ပြောနိုင်ပါတယ်ခင်ဗျာကျွန်တော်တောင်နိုင်ငံရဲ့တိုင်ပင်ခံကော်မတီကနေမှဒီတောင်ပြည်နယ်ဖက်စစ်ပုံခြေခံဥပဒေအေကိုတတရမူကြမ်းဒီအတည်ပြုနိုင်ခဲ့ပြီး ဒီတော်လည်ရေးကာလမှာကတော့စီမံအုပ်ချုပ်နိုင်ဖို့အတွက်ဒီအတောင်းပြီးဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးကော်မတီကနေမှအစီအမံကိုရေးဆွဲထားတာဖြစ်ပါတယ်ဒီတော်လည်ရေးကာလမှာကတော့အတိပြုရတဲ့ကျွန်တော်တို့ဒီတောင်းပြီးတော်လည်ရေးကာလအစိုးရအစီအမံနဲ့ပဲစီမံအုပ်ချုပ်သွားဖို့ဟောရှိပါတယ်ပေါ့ဖြစ်ပါတယ်ဟုတ် ထုတ်ပြန်ကြေညာချက်ထဲမှာအပါတဲ့အတိုင်းပါပဲအဲကျွန်တော်တို့ပြည်နယ်အကောင်ရေးမှဒီပြည်တော်စုအကောင်ရေးစီတို့ကျွန်တော်တို့ချင်းကပ်ပြီးသွားမှာဖြစ်ပါတယ်အနာဂတ်ဖက်ဒရယ်ပြည်တော်စုနိုင်ငံတည်ဆောက်ဖို့အတွက်ကတော့ကျွန်တော်တို့ TLC ရဲ့ဥဆောင်မှုနဲ့အတူပဲလိုအပ်တဲ့ပူပေါင်းဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်သွားပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ် ျွန်တော်တို့တွေစီရေးရအောင်မြင်မှုတွေရရှိလာတာတော့မှန်ပါတယ်။ဒါပေမဲ့လည်းအမြဲတမ်းဒီစီအုပ်ချုပ်ရေးနဲ့ပဲသွားအားဖို့တော့မရဘူးပေါ့နော်။ဒါကြောင့်မို့လို့လူထုက ထောက်ခံတဲ့အစိုးရလူထုကပူးပေါင်းပါဝင်တဲ့အစိုးရတည်းအမြန်ဆုံးပေါ်ပေါက်လာနိုင်အောင်စူးစမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။အဲ့ဒီလိုလူထုကထောက်ခံတဲ့အစိုးရလူထုကပူးပေါင်းပါဝင်တဲ့အစိုးရတည်းပေါ်လာနိုင်အောင်လည်းဒီတောင်ပြည်ကောင်စီ TSC ကိုဖွဲ့စည်းကြီးညာလိုက်တာဖြစ်ပါတယ်။ ဧတံပီကောင်စီကနေမှတော်လည်းအစိုးရတည်းရဲ့အမြန်ဆုံးပေါပေါက်လာနိုင်အောင်အာချူပန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောချင်ပါတယ်။အာဒီစိန်ကောင်းမှုခက်ခဲတွေတော့အာရှိပါတယ်ပေါ့လေနော်။အဲ့ဒီလိုခက်ခဲစိန်ကောင်းမှုတွေကြော်လာနိုင်ဖို့အတွက်ကျွန်တော်တို့ဘက်ကလည်းပြင်ဆင်ထားတာတော့ရှိပါတယ်။ဥပမာပြောလို့ရှိရင်ကျွန်တော်တို့ဖက်စီမဲ့ဒီ အစိုးရတွေထဲမှာတခြားသောတိုင်းသားတွေရဲ့အတန်တွေတခြားသောတိုင်းသားတွေရဲ့ပူပေါင်းပါဝင်မှုတွေရရှိလာနိုင်အောင်ဖန်တီးပေးထားတဲ့အခင်းကျင်းမျိုးတွေလည်းလှုပ်ဆောင်ထားတာရှိပါတယ်။အဲတော့ဗိမဲ့လည်းအခုလိုကြမ်းတမ်းခက်ခဲတဲ့တော်လှန်ရေးကာလမှာလူထုအလုံးရဲ့အတန်ရယူနိုင်ဖို့ဆိုတာအခက်အခဲတွေအများကြီးရှိနေပါတယ်။ဒါပေမဲ့လည်းအလုံးကိုလွမ်းခြုံနိုင်အောင်တော့စူးစမ်းဆောင်ရွက်နေပါတယ်။အလုံးရဲ့အပြုသဘောဆောင်တဲ့အကြံပြုချက်တွေ ကိုလည်းလက်ခံအကောင့်တဲ့ပေါ်နိုင်ဖို့ကိုလည်းစူးစမ်းဆောင်ရွက်နေပါတယ်ကဲအဲ့လိုတော့ပြောလို့ရပါတယ်တမန်လို့ရပါတယ်အာဒီလိုခက်ခဲကြမ်းတမ်းတဲ့တော်လည်ရေကာလမှာအားလုံးရဲ့အတန်ပါနိုင်ဖို့ဆိုတာတော့မလွယ်ပါဘူးသူ့ပဲမဲ့လည်းအကောင်းဆုံးပြအောင်ကျွန်တော်တို့ ဒီကျွန်တော်တို့တွေကဒီအရက်ပက်စစ်ဖက်ပူတဲ့အုပ်ချုပ်တဲ့အစိုးရတည်းရဲ့လူထုကထောက်ခံတဲ့အစိုးရတည်းရဲ့ဖြစ်အောင်တော့အကောင်းဆုံးစူးစမ်းလုပ်ဆောင်နေပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီ NUG အစိုးရနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်သွားဖို့ရှိမလဲဆိုတာကတော့အာကျွန်တော်တို့ဒီကတော့ဒီအာတောင်ပြည်ကောင်စီ TLC ရဲ့အဥဆောင်မှုတွေနဲ့အတူပဲ ျွန်တော်ဆက်လက်ပူပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်အသေးစိတ်ကတော့ကျွန်တော်ထင်ပါတယ်ဘယ်လိုမျိုးပူပေါင်းဆောင်ရွက်သွားမလဲဆိုတာတော့ပြောဖို့အခုချိန်မှာတော့အခက်ခဲရှိနေပါသေးတယ်ပေါ့ဗျာဒီချိန်မှာတော်လန်ရေးရဲ့အမြင့်ဆုံးရည်ချိန်မဲ့တို့ရောက်ရှိနေတာဖြစ်တယ်လို့ ပြောချင်ပါတယ်ဒီတိုက်ပွဲဟာကျွန်တော်တို့ရဲ့အဆုံးသက်တိုက်ပွဲလည်းဖြစ်တယ်ဒါကြောင့်မလို့ဒီလိုအကြမ်းဖက်စစ်ကောင်စီ ပြုတ်ချဖို့အတွက်ကျွန်တော်တို့တွေတော်လှန်ရေးအားစုတွေဟန်ချက်ညီညီစုပေါင်းအင်အားစုပေါင်းကောင်းဆောင်မှုတွေနဲ့စုပေါင်းလှုပ်ဆောင်မှုတွေနဲ့တူအလုံးလုံးဖို့လိုအပ်ပါတယ်အဲတစ်ဖက်မှာလည်းဒီအကြမ်းဖက်စစ်ကောင်စီကအတူရောင်ရေးကောက်ပွဲပြုတ်လုဖို့ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေဒီတော်လှန်ရေးမှာနိုင်ရဝင်ကိုထမ်းပြီးမှတော်လှန်နေဖို့လိုပါတယ်ဒီတော်လှန်ရေးအင်အားစုနဲ့ ကျွန်တော်ပြည်သူတွေဒီအားတွေစုမိသွားပြီဆိုရင်တော့ဒီအောင်ပွဲကအမြန်ဆုံးရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်စုမိသွားစုမိဖို့သွားတဲ့အချိန်မှာလည်းအခက်အခဲအသားစီးတွေအများကြီးကြုံရပါလိမ့်မယ်ဒါကြောင့်မလို့အဲဒီလိုသွားနေတဲ့အချိန်မှာတတိပိရိယရှိရှိနဲ့သွားနေဖို့လိုအပ်ပါတယ်လို့နောက်ဆုံးအနေနဲ့အာပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်